နတ်တွေက လူတွေကိုဘယ်လိုစောင့်ရှောက်ကြမလဲကိုစောင့်နဲ့အိမ်စောင့်နဲ့ဆိုတာကရောတကယ်ရှိသလားနတ်တွေစောင့်ရှောက်တဲ့လူတယောက်ဖြစ်အောင်ဘယ်လိုနေထိုင်ရမလဲဆိုတာဒီဗီဒီယိုလေးမှာမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့နတ်တွေကဘယ်လိုလူမျိုးတွေကိုစောင့်ရှောက်ကြတာလဲလို့မေးလို့ရှိရင်နံပါတ်၁ချက်အနေနဲ့နတ်တွေကသူတို့နဲ့ပဋ္ဌာန်းဆက်ရှိတဲ့လူတွေကိုစောင့်ရှောက်ကြပါတယ်နံပါတ်၂အချက်အနေနဲ့ကတော့သူတို့အပေါ်မှာကျေးဇူးရှိတဲ့လူတွေကိုသူတို့ကပြန်ပြီးတော့စောင့်ရှောက်ကြတယ် နတ်တေရဲ့အပေါ်မှာလူတွေကဘလို့ကျေးဇူးရှိတာလဲလို့မေးစရာရှိတယ်။အဲ့ဒီတော့လူသားတွေဟာကုသိုလ်ကောင်းမှုတွေလုပ်ပြီးတိုင်းလုပ်ပြီးတိုင်းမှာနတ်တေကိုမြင်ရမမြင်အပ်တွေကိုအားလုံးသောရှိရှိသမျှနတ်မြတ်နတ်ကောင်းတွေကိုကျွတ်တိုင်းမကျွတ်တိုင်းပုဂ္ဂိုလ်တွေအားလုံးကိုရောအမြအတမ်းပေးဝေတဲ့တလေရှိရတယ်လေ။အဲ့ဒီအမြအတမ်းပေးဝေတဲ့အခါမှာအဲ့ဒီနတ်တေကတာရုခေါ်တယ်တာရုခေါ်လိုက်တဲ့အခါမှာဘုံဗိမာန်ကြီးရတယ် အစားအသောက်တွေပြည့်စုံသွားတယ်ကိုရောင်ကိုဝါးတွေတောက်ပလာနေရာတွေရတာအဲ့ဒါတွေကိုသူတို့ကပြန်သုံးတတ်တဲ့အခါကျတော့ငါတို့အခုလိုမျိုးဘလို့ဖြစ်ပြီးတော့ချမ်းသာလာတာလဲဘလို့ဖြစ်လို့ဒီသုံးဆောင်ပွဲရတယ်ရရှိရတယ်လို့ပြန်စဉ်းစားပြီးတော့မှကြည့်လိုက်တဲ့အခါအော်ဒီလူတွေကကုသိုလ်ကောင်းမှုလုပ်ပြီးတော့အမြပေးဝေလို့သူတို့ပေးတဲ့အမြကိုငါတို့တာတို့ခေါ်ပြီးရတာပဲဆိုပြီးတော့ပါဒီလူတွေကိုငါတို့ပြန်ဆောင်ရှောက်ရမယ်ဆိုပြီးတော့ဒီနဲ့တည်းရတယ်ပြန်ဆောင်ရှောက်ပေးတာ အဲအဲ့ဒီလိုနဲ့ပဲလူတွေကတတ်တယ်ပေါ်မှာကျေးဇူးရှိတယ်လို့ဆိုတယ်เนาะအဲ့ဒီတော့နောက်တစ်ခုကနတ်တွေကဘလိုလိုမျိုးတွေကိုထပ်ပြီးတော့စောင့်ရှောက်တယ်လို့မေးလို့ရှိရင်ဘာသာရေးကိုတကယ်ကိုသရတရားနဲ့လုပ်တဲ့ပုံပုံလေးဖျားရှိခိုးတာတိလခံယူတာမြစ်တာပို့တာအမြဝီတာဂုံတော်တွေပွားတာပရိတွေစိတ်တာအစရှိတဲ့ဖြင့်ဒီလိုဘာသာရေးနဲ့ပတ်သက်ပြီးတော့မှဟောထက်ထက်ဝဝလုပ်တဲ့ပုံပုံလေးကိုနတ်တွေကစောင့်ရှောက်တယ်နောက်တစ်ခုကသာသနာပြုတဲ့ပုံပုံလေးကိုလည်း နတ်တွေကစောင့်ရှောက်တယ်နောက်တစ်ခုကတော့ငါးပါးသီလလုံခြုံတဲ့ပုံကိုယ်တွေကိုကျင့်တရားကောင်းတဲ့ပုံကိုယ်တွေကိုနတ်တွေကစောင့်ရှောက်တယ်မိဘကိုလှုပ်ကြွေးတဲ့လူမိဘကိုယိုသေးလေးစားတဲ့လူမိဘကိုကျေးဇူးဆက်တဲ့သားသမီးတွေကိုလည်းပဲနတ်တွေကစောင့်ရှောက်ကြပါတယ်ဒါကြောင့်မို့နတ်တွေစောင့်ရှောက်တာနတ်တွေချစ်တာကိုခံကျင်နေဆိုရင်စူတောင်းနေုံနဲ့ရမှာမဟုတ်ဘူးတကယ်ကိုမှနတ်တွေချစ်အောင်လုပ်တယ်ဆိုလို့ရှိရင် ကိုရှင်တရားကောင်းရမယ်ငါးပါးသီလလုံခြုံရမယ်မိဘကိုလှုပ်ကြွေးတဲ့လူတစ်ယောက်ဖြစ်ရမယ်ဘာသာသာသနာရဲ့အပေါ်မှာတကယ်ကိုတရားတရားနဲ့ထက်ထဲဝင်ဝင်လေးလေးစားစားလှုပ်တဲ့ပုံကိုဖြစ်ရမယ်လှုပ်ပြီးလှုပ်ပြီးတိုင်းတော့ကုသိုလ်ကောင်းမှုတွေရဲ့အပူပါကကိုမြင်ရမမြင်ရတဲ့ကြွတ်တိုက်မကြွတ်တိုက်တွေနတ်မြတ်နတ်ကောင်းတွေရှိရှိတဲ့မြတ်ပုံကိုတတ်တော်သုံးသက်တဲ့ပုံသားတွေကိုအမြပေးဝေရပါမယ်ဒီလုပ်ငန်းတွေကိုလှုပ်ရင်တော့တေချာဖို့အနှက်တွေကဆောင်ရှောက်ကြပါလိမ့်မယ် အဲ့ဒီတော့နတ်တွေကစောင်းလျှောက်တယ်ဆိုတဲ့နေရာမှာအမြဲတမ်းကိုဆောင်နတ်ဆိုတာကိုနဲ့ကပ်ပြီးစောင်းလျှောက်နေတာမျိုးမဟုတ်ဘူးအိမ်ဆောင်နတ်ဆိုတာလည်းအိမ်မှာကပ်ပြီးစောင်းလျှောက်နေတာမျိုးမဟုတ်ဘူးမင်္ဂလာရှိတဲ့အိမ်စောစောကပြောခဲ့တဲ့အချက်လက်တွေနဲ့ညီတဲ့ပုံကိုယ်တွေညီတဲ့အိမ်တွေကိုအဲ့ဒီအနည်းနာမှာကိုသွားတဲ့နေရာမှာကိုရောက်တဲ့နေရာမှာရှိနေတဲ့နတ်တွေကနေပြီးတော့မှစောင်းလျှောက်ပေးတဲ့သဘောပါပဲဒါကြောင့်လူချစ်နတ်ချစ်ဖြစ်အောင်ကိုချင်းတီလာတွေကောင်းပါ မိဘကိုပြုစုလှုပ်ရွေးကြပါဘာသာသာသနာကိုယရဏသုံးပါးကိုဘယ်တော့မှမမေ့ကြပါနဲ့နှလုံးစိတ်ဝမ်းငြိမ်းချမ်းပြီးတော့မှကိုစီကိုစီအလောက်ကန်စည်းဝါးတွေအောင်မြင်ဖြစ်ထွန်းပြီးတော့မှဘာသာသာသနာရဲ့အကျိုးမိသားစုရဲ့အကျိုးကိုစတဲ့ထံပိုးဆောင်ရွက်နိုင်ကြပြီးတော့မှအဆုံးမှာနိဗ္ဗာန်ကိုမျက်မှောက်ပြုလည်နိုင်ကြတဲ့ပါရမီရှင်သူတော်ကောင်းများဖြစ်နိုင်ကြပါစေ။